ကျွန်တော်ယခုဆက်ပြီးတော့ WPA Office Software နဲ့ Azure အသုံးပြုပြီးအပိုင်းခွန်ကိုဆက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါပါ။ပထမဦးဆုံးက WPA Office Software လေးကိုဝင်လိုက်ပါ။ပြီးရင်မိမိဆွဲနေတဲ့ Azure ဖန်လေးကိုယူပြီးတော့မှနေပေးလိုက်ပါ။အဲဒါလေးပေါ်လာတာကကြာတော့သူက အဲ့ဒီ home screen နဲ့ home screen ကိုထားမလားလို့သူကမေးတာပါအဲကျွန်တော်ကလောလောဆယ်မထားဘူးဆိုတော့ကျွန်တော် cancel ဘူးပဲကျွန်တော်နေလိုက်ပါတယ်အဲဒါလေးတွေရပါတော့တစ်ခါတစ်ခါအဲပေါ်လာတတ်ပါတယ်အဲတကယ်လို့ကိုကအဲနောက်ထပ်မမေးစီခြင်းမှုဆိုလို့ရှိရင်เนาะကျွန်တော်တို့ဒီကအဲ don't ask me again ဆိုတာလေးကိုနေပေးလိုက်ပါเนาะအဲကျွန်တော်ကတော့ cancel ဆိုတာလေးကိုကျွန်တော်နေပေးလိုက်ပါတယ်ကျွန်တော်ဒီနေ့ကအဲဘာကိုပြောပြမလဲဆိုလို့ရှိရင် ကျွန်တော်အပေါ်ကတိုင်တဲ့ဘားလေးရပါဘောနော် background color လေးကို ကျွန်တော်ထည့်ပြပါမယ် background color လေးကိုထည့်တော်မယ်ဆိုလို့ရှိရင်အရင်ဦးဆုံးပေါ့နော် select ပေးရပါတယ်အဲကျွန်တော်အရင်ဦးဆုံး scene ဆိုတာလေးကို ကျွန်တော်တစ်ချက်နေလိုက်ပါပြီအဲပြီးတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီထောင်လေးကိုကင်ပြီးတော့မှကျွန်တော်ညာဘက်ကိုဆွဲလိုက်ပါမယ်နော်ကျွန်တော်ညာဘက်ကိုဆွဲလိုက်ပါတယ် တကယ်လို့ကိုဘက်ကိုဆွဲလို့မရတော့ဘူးဆိုလို့ရှိရင်ခဏရထားမယ်နော်။အပြင်ကျွန်တော်ဇီယာလေးကိုဒလိုလေးဒလိုလေးရှူလိုက်မယ်။ဖြီးပြီးကျွန်တော်အဆုံးလေးပြန်ဆွဲမယ်။အတင်းဝတီရပါရပေါ့နော်။တင်းဝတီရသွားပြီဆိုလို့ရှိရင်ကျွန်တော်အဲနောက်ခံ background color လေးပေါ့နော်။ background color လေးကျွန်တော်ထည့်ပါမယ်။ background color လေးထည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကအဲဒီက club လေးကိုနေလိုက်ပါဒါလေးကတော့ FILF ဆိုတဲ့ club လေးပေါ့နော်ဒါလေးက background color လေးထည့်နေတာလေးပါကျွန်တော်နေလိုက်ပြီနော်ဒီတိုင်းမှာမင်းမင်းကြိုက်နေတဲ့တဲ့ color လေးတွေရွေးထည့်လို့ရပါတယ်အဲကျွန်တော်ကတော့ color တစ်ခုပေါ့နော်ကျွန်တော်ကြိုက်တာလေးတစ်ခုကျွန်တော်ရွေးထည့်လိုက်မယ်အဲကျွန်တော်ဒါလေးရွေးထားလိုက်မယ်နော်ကျွန်တော်ဒီကဒီက color လေးကိုကျွန်တော်ရွေးလိုက်ပါတယ်။ color လေးကိုရွေးပြီးသားပြီဆိုလို့ရှိရင်ကျွန်တော် ဒါလေးကိုနေပြီးတော့မှဖြောက်လာမယ်နော်။ဒါလေးနေပြီးဖြောက်လို့ရပါပြီ။အဲဒါဆိုလို့ရှိရင်ကာလာလေးပေါ်လာပါပြီနော်။ကျွန်တော်ကကာလာလေးပေါ်လာတဲ့စာကြောင်းကြီးရပါတော့စာရည်ရအနက်ဖြစ်နေပါတော့ကျွန်တော်အဲ့ဒါကြီးကိုကျွန်တော်ကတဘောမကြောက်ပါတော့ကျွန်တော်အဲ့ဒါလေးကိုကျွန်တော်အဖြူပြောင်းမယ်နော်။အဖြူအဲ့ဒါဆိုတော့ကျွန်တော်ဒီဆက်လက်ပေးထားတဲ့အတိုင်းလေးကိုနော်ဒီဒီတိုင်းလေးပဲအရင်ထားလိုက်ပါ။ပြီးတော့ပြီဆိုလို့ရှိရင်ကျွန်တော်တို့စာကြောင်းရဲ့စာရဲ့ကာလာကို ချိန်မှုအတွက်ကျွန်တော်တို့ဒီဟာလေးနေပေးလိုက်ပါဒီကအေးဆိုတဲ့ဟာလေးဒါလေးကကျတော့အဲတက်စကာလာပေါ့နော်စလုံးကာလာလေးပြောင်းတဲ့ဥစားပါအဲဒီဘက်က B ဆိုတဲ့ຢာလေးကတော့ဒီဘိုးပေါ့နော်စလုံးလေးကိုအယံကိုအယံကိုတောက်ချင်တာပေါ့နော်ဘိုးဆိုတာလေးရအဲကျွန်တော် A ဆိုတာလေးကိုကျွန်တော်တစ်ချက်နေလိုက်ပါပြီပြီးရင်ကျွန်တော်ကအဖြူထားမှာပေါ့နော်အဖြူထားမှာဆိုရင်အဲဒီဟာလေးကိုနေပေးလိုက်ပါဒါလေးကတော့ကာလာဖြူပေါ့နော် အမေမီကတခြားယောင်နေကြတယ်ဆိုလို့ရှိရင်လည်းတခြားယောင်နေကိုယူထားလိုက်ပါတော့ကျွန်တော်ကတော့လောလောဆယ်အဖြူပဲထားလိုက်ပါမယ်အဲဒါဆိုလို့ရှိရင် ကာလာလေးပြောင်းသွားပြီနော်အဖြူအောင်ပြောင်းသွားပြီကျွန်တော်ပြီးရင်ဒီကလေးယောက်ကိုကျွန်တော်ဖြောင်းလိုက်မယ်နော်ဒါလေးနေလိုက်ပါအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့စာစာစာလုံးလေးတွေကအဖြူအောင်ပြောင်းလာပါတယ်အဲဒါကဟိုတိုင်တယ်ပေါ့နော်ခေါင်းစဉ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်စာစာလေးတွေပေါ့နော် တောက်တောက်လေးဖြစ်နေတာပေါ့တောက်တောက်လေးဖြစ်နေတာဆိုလို့ရှိရင်ဒီကဟောကအဲဘီဆိုတာလေးနေလဲเนาะဒါလေးကပိုးပေါ့เนาะဇလုံးအောင်လေးပိုးအဲပိုးပြီးတော့မှအယောင်တောက်ပေးတာပေါ့เนาะကျွန်တော်အားလေးတစ်ချင်းနေလဲမယ်ဒါဖိုးပေါ့เนาะဒါဆိုင်ဇလုံးအောင်လေးတောက်ပါရေเนาะဒါကတော့ background color change တာရဲ့ကျွန်တော်တို့ဒီကအဲ text color ပေါ့เนาะဒါလေးထည့်တဲ့နေလေးပါကျွန်တော်ပြင်ပြင်ရလေးပြင်ထားတဲ့ဒါထည့်မှာတော့ကျွန်တော်ဒီကအဲစုစုပေါင်းတူတယ်ပေါ့เนาะဒီက ငါတင်းတောင်းဆိုတဲ့နေရာလေးကိုလည်းကျွန်တော် background change မယ်နော် background color လေးကျွန်တော်ထားလိုက်မယ်အဲ့တော့ဒီအောက်မှာငါကိုတော့ visa ဟောနော် history လေးတွေရှိတယ်ဒီတကူတော့ visa ဆိုလို့ရှိရင်အဲကိုကဒီရောမထားဆိုလို့ရှိရင်ကျွန်တော်ဒါလေးပချက်နေလိုက်မယ်နော်ဒါ background color ပေါ့နော်အဲကျွန်တော်တစ်ချက်နေလိုက်ပါပြီအဲဒါဆိုလို့ရှိရင် color ကတော့ငါကိုယူထားတဲ့အတိုင်းလေးပဲပြန်ပေါ်လာတယ်အဲကိုကဒါဟိုမှဒီရောမထားချင်ဘူးတခြားရောက်ထားမယ်ဆိုလို့ရှိရင်နော် အဲဒီအားလေးကိုပဲထပ်နေပြီလိုက်ပါနော်ဒါလေးကိုပဲထပ်နေပြီလိုက်ကျွန်တော်တော့အဲဒီရောင်ပဲကြိုက်လဲဆိုတော့ကျွန်တော်ဒီရောင်လေးပဲကျွန်တော်ထားလိုက်မယ်နော်ပြီးရင်ကျွန်တော် test color ချိန်မယ် test color ချိန်မယ်ဆိုတော့ကျွန်တော်နောက်ထပ် e ဆိုတာလေးကိုကျွန်တော်ကချင်နေလိုက်ပါမယ်ဒါဆိုလို့ရှိရင် test color လေးကပြောင်းတော့ပါပြီတကယ်တော့ကိုကဖြောမကြိုက်ဘူးဟိုတော့တခြားရောင်ပြောင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီ e ဆိုတာလေးကိုထပ်ပြီးတော့မှ နေပြီလိုက်ပါနော်အဲကျွန်တော်ကတော့ဒါ အဖြူလေးထားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အဖြူလေးပဲထားလိုက်ပါတယ်ဒါကတော့အဲ background color change နိုင်ရဲ့ကျွန်တော်တို့ဒီ text color change နိုင်လीပေါ့နော်ဒါ change ပြီးပါပြီပေါ့ကျန်တဲ့ကိုကမိမိရပေါ့နော်ဒီနေရာလေးမှာပဲဝတ်တီထားမယ်ဆိုလို့ရှိရင်တခြားမလိုတဲ့အရာတွေကိုဖျက်ဖျက်လိုက်လို့ရအောင်နော်ဒီအောက်ကျွန်တော်တို့အောက်ကားတွေဖျက်မယ်နော်အောက်က formula တွေကကျွန်တော်တို့မတော်မှုဆိုတော့ဒီ netting တောင်းအချီပဲကျွန်တော်တို့စီရင်ထားမှာပေါ့နော်အဲဒါဆိုကျွန်တော်အောက်ကားတွေကိုကျွန်တော် select ပေးလိုက်မယ် ပေါ်လာတဲ့စီမကလီးယားဆိုတာလေးကိုတစ်ချက်နှစ်ပေးလိုက်ပါအဲဆိုတော့ရှင် formula ရေးကြည့်တော့ရင်နော်ပြီးရင်ဒီကအားလေးကိုဖြတ်မယ်မတိန်တတောင်းရဲ့အောက်ပေါ့နော်16ပေါ့နေနံပါတ်16ကနေ145ကိုဖြတ်မယ်ဆက်လက်ပြီးမယ်နော်ဆက်လက်ဆက်လက်ပြီးမယ်ပေါ်လာတဲ့စီမကလီးယားဆိုတာလေးကိုတစ်ချက်နှစ်ပေးလိုက်ပါအဲဒါဆိုရင်ကျွန်တော်တို့ GT ပေါ့နော်အဲဒါဇာတ်ကို ဒီအထီထားတာပေါ့နော်မိမိကအဲရိုးတွေကိုထတ်ချက်နေဆိုလို့ရှိရင်ဒီအတွင်းထဲမှာပဲထတ်ချက်လိုက်ပါနော်ဒီအတွင်းထဲမှာပဲအဲကျွန်တော်ကဒါအခုရိုးထတ်ချက်ပြရမယ်နော်ဒီဒီကရိုးထတ်ချက်မှာဆိုတော့ခါကျွန်တော်မိမိကဒီရလေးကိုကန်ရမယ်ကန်ပြီးတော့မအောက်ကိုဆွဲချလိုက်ပါဒါတော့ကျွန်တော်စလက်ပြေးတာပေါ့နော်ဆက်လက်ပြီးတာကျွန်တော်အတူကြောင်းကိုခြံရမယ်။အပြီးရင်ဒီကမောလီကိုတစ်ချက်နေလိုက်ပါ။ ပြီးရင် insert row ဆိုတာလေးကိုတစ်ချက်နေပြီလေပါကျွန်တော်တို့က row တို့မှာဆိုတော့ yeah insert row ပေါ့နော်ဒါထပ်ပေါ်လာပြီအဲမိမိကနောက်ထပ်တစ်ခါထပ်ပြီးတော့ mark အဲတိုးရင်နေရဆိုလို့ရှိရင်ဒါဒီဒီနေရာလေးကိုတစ်ချက်ပြန်နေလေပါနော်ဒီ set လေး set လေးကိုတစ်ချက်ပြန်နေလေပါပြီးရင်ပေါ်လာတဲ့ရှိမှ insert row ဆိုတာလေးကိုတစ်ချက်ထပ်နေပြီလေပါအဲဒါကတော့မိ row တွေတိုးတဲ့နေပေါ့နော် မိမိကထပ်ပြီးတော့မှနောက်ထပ်အများကြီးတိုးတင်တယ်ဆိုလို့ရှိရင်အဲဒီဟာလေးကိုကန်လိုက်နော်အစက်ကလေးကန်ပြီးတော့မှအောက်ကိုဆွဲချအဲ့လိုလေးတိုးလိုက်ပေါ့နော်ပြီးရင်အဲပြီးရင် more ဆိုတာလေးကိုတစ်ချက်နေမယ် insert row ဆိုတာတစ်ချက်နေရောကျွန်တော်ကတော့အဲ row ကကျွန်တော်ဒီလောက်ပဲထားလိုက်တော့မယ်နော်ဒီလောက်ပဲထားမှဖြစ်တဲ့လေကြောင့်ကျွန်တော် select လေးကိုကျွန်တော်ဖြောက်လိုက်ပါမယ်လွတ်တဲ့နေရာလေးကိုတစ်ချက်ကြည့်လိုက်ပါအဲဒါဆိုလို့ရှိရင် row လေးထပ်တိုးလိုက်ပေါ့နော် ဒီနေရာလေးမှာကကြတော့ဗာလေးကအဲ formula တွေကပျောက်နေတယ်ပေါ့နော်ပျောက်နေတယ်ဆိုလို့ရှိရင် formula လေးကိုအဲငကိုတိုင်းပြန်ဖြည့်အောင်အဲအပေါ်ကအပေါ်က formula ရှိတဲ့နေရာလေးတွေကိုတစ်ချက်ထိလိုက်မနော်นี่จาจาเล่ลลทีပြီးတော့มาลွတ်လိုက်ပါဤရဲ့ outside နေတဲ့များကလေးကိုทีပြီးတော့มาออกကိုဆွဲကြလိုက်ပါเนาะအဲဒါကတော့ကျွန်တော်တို့ formula လေးတွေကို ပြန်ပြီးတော့မှထည့်တာပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီကခန်းဆိုတာလေးကိုတစ်ချက်နေပြီလေပါအဲဒါဆိုလို့ရှိရင်ဘုံနာလေးတွေထည့်ပြီးပါပါပြီဘိုးတွေပါလေထပ်တိုးလိုက်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာနမဆင်လေးတွေမှာဒီမှာပြတ်ဒီမှာနမဆင်လေးတွေကပြတ်သွားတယ်နော်ဒီမှာကြားထဲမှာနမဆင်လေးပြတ်သွားတယ်အဲ့ဒါလေးကိုလည်းပြန်ပြန်လိုက်ပါနော်ဘယ်လိုပြင်မလဲဆိုလို့ရှိရင်ဒါအပေါ်ကနမခွန်ဆိုတာ အပေါ်က6ခွန်ပေါ့နော်ဒါလေးတစ်ချင်နေမယ်ပြီးရင်နည်းနည်းလေးကြာကြာလေးဖိလိုက်ပါပြီးရင်အောက်ထိဆွဲကြမယ်နော်အောက်ထိဆွဲကြမယ်ဒါဆိုရင်ပုံမှန်တန်းလေးပြန်ဖြစ်သွားပြီနော်ပြီးရင်အပေါ်လေးကိုနည်းနည်းဆွဲတဲ့ဒီအောက်ထိပြန်ဆွဲမယ်နော်အဲဒါဆိုလို့ရှိရင်နံပါတ်ဆင်းလေးတွေကအဲပုံမှန်တန်းလေးပြန်ဖြစ်သွားပါပြီပြီးရင်ဒန်းဆိုတာလေးကိုတစ်ချင်နေပြလိုက်ပါရင်ဆက်လက်ဖြောက်ချင်တယ်ဆိုလို့ရှိရင်လွတ်တဲ့နေရာလေးကိုတစ်ချက်ထိလိုက်ပါ။ ါဆိုလို့ရှိရင်နမဆင်လေးတွေလည်းပုံမှန်ဖြစ်တော့ဒါဆိုလို့ရှိရင်ဒီနေရာဒီထဲမှာပေါ့နော်မိမိအဲထပ်ထည့်ခြင်းနဲ့စင်ရင်းနေထပ်ထည့်လို့ရပါပြီနော်ဒီပါပဲဆိုလို့ရှိရင်ဒီကအဲစီဆိုတော့လေးကိုရန်ဖန်ရန်ခါနေပြီပါနော်ဒါဆိုလို့ရှိရင်နောက်ခါ background color ထည့်တဲ့နည်းရဲ့အဲ text color ချိန်တဲ့နည်းရဲ့ကျွန်တော်အဲတခြားလိုအပ်တာလေးတွေပေါ့နော်ကျွန်တော်ပြင်ဆင်တဲ့အပိုင်းလေးတွေကျွန်တော် ကြပီးခဲ့တာပါအဲဒီနေ့ကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်နောက်ထပ်အတုံးတက်မဲ့ feature လေးတွေကျွန်တော်လိုအပ်မဲ့အရာလေးတွေပေါ့နော်ကျွန်တော်နောက်ထပ်အပိုင်းဒီမှာဆက်ပြီးတော့မှပြောပြပေးပါမယ်ကျေးဇူးတင်ပါတယ်အချိန်ပေးကြပါတယ်ခင်ဗျာ